ကြောက်ကိုတကူထဲမှာပဒီနဲ့စိတ်ပြီးတော့အသေးတန်ကျင့်နေတဲ့အသားညညိုဦးစင်တပါရဲ့ပုံတော်ကိုငငယ်တုန်းကတွေ့ဘူးတဲ့ဗျာဒါဟာညောင်မေးအိုင်ဆရာတော်ဖရာကြီးဆိုတာအဲ့ဒီခေတုန်းကတော့အဲ့ဒီတုန်းကမသိပါဘူးအခုမှသိရလို့ပို့ပြီးတော့မှကြီးညိုလေးစားမိပါလေညောင်မေးအိုင်ဆရာတော်ဖရာကြီးဘလောက်ထိအကျင့်ပြင်းထန်လိုက်လဲကြည့် ဆရာတော်ဘုရားကြီးနဲ့ပတ်သက်ပြီးလေ့လာမှုတွေများပြောပြချင်ပါတယ်။အိင်္ဂမဟာတရမစောတိကတစာဘောဓစိတ်တော်ရာဗန္နန္ဒနန္ဒောပါဒညောင်မယံတော်ရဆရာတော်ဘုရားကြီးဝိရယေဇုမျိုးနဲ့ဖူလိုရောင်မှာခမီးတော်ဥတာဆွဲမဲတော်တော်နှင်းတုတ်လူက1983ပြာတုလာဆန်း3ရက်စနေနေ့မနက်3:00နာရီမှာဖွားမြင်ပါလေမိဘနှမဟာ မောင်ထုံးချိန်လိုနာမည်ပေးပါလေမောင်ထုံးချိန်လေးခုနှစ်နှစ်သားရွယ်ရောက်တော့မိဘတွေကကပူလုံရပရပိုင်ကျောင်းတိုက်ဆရာတော်ဦးဥဒရာထံမှာပညာသင်ဖို့အနှံလိုက်ပါလေတာယရနာလေးစနေနေ့ရွယ်ရောက်တော့မိဘနှစ်ပါးဟာရှင်ပြုမင်္ဂလာသပင်ဆင်ရင်ခြင်းပါပြီပရပိုင်ဆရာတော်ဦးဥဒရာကိုဥပဇေပြုပြီးတော့သာသနာအမွေခံယူစေပါလေရှင်သာမေဖြစ်တော့ဘွဲမီကရှင်နှံတော်ပါတာပါ တောင်မနေဖြစ်ရောက်တဲ့အခါငါးဝပလုံးပတ်တပိုင်ကျောင်းတိုင်မှာဆရာတော်ဥဥဒရနဲ့စာချဘုံကြီးတွေဖြစ်တဲ့ဥတော်ဗန္နာဥဣန္ဒရာစာရုထံမှာသင်္ကြောသင်္ကဟဝိနည်းအစရှိတဲ့ပရိကတ်ခြေခံစက်စာတွေကိုသင်ကြားအထုတ်ပါတယ်1303ခုနှစ်မှာပထမဆရာတော်ဥဒရကိုဥပ္ပဇေပြုပြီးတော့ရေစကြိုမြို့နယ်သာစီရွာဟန်းတကာဥပအေဒေါ်သိန်းနှင့်တို့ရဲ့ပစ္စယနုကဟကိုခံယူပါပထမတိုက် အန်ဒောက်တိမ်မှာမြင့်မြတ်တဲ့ဦးစင်ဘွားအရောက်ရှိခဲ့ပါလေရဟန်းဘွားရောက်တော့ပရမန်ကျောင်းတိုင်းမှာ၅ဝါမြ3တင်းသုံးပြီးပရိကတ်စာပေတွေသင်ကြပါလေရဟန်း၆ဝါအရာမှာရေစကြိုမျိုးနဲ့အောက်အိုအနောက်ရွာမဟာဇောတိကအရာမှာတိုက်ဆရာတော်ဦးညာနုတ္တထံကြွရောက်ပြီးတော့ကျမ်းဂန်တွေသင်ကြားပြီးတစ်နှစ်ပတ်လုံးသတင်းသုံးပါလေအဲ့ဒါမန္တလေးမြို့မဟာဝိတုဒ္ဒရုံတိုက်တဲ့ စီရှင်ကျောင်းကိုတဖန်ကြွပြီးခွနွာမြောက်ဝါကပါလေစာပေကျန်းကနေတင်ကြပါလေဝါကျွချိန်ဖူးလုံရောက်ကို ပြန်လဲကြွချီတော်မူခဲ့စဉ်စလင်းကြီးမျိုးနဲ့ပေါင်းဝရွာဓမိစာတရတော်ရကျောင်းမဆရာတော်ဥတ္တဒကကြွလာပါလေဆရာတော်ဥတ္တဒကဒုတင်္ဂါတရအမြဲတမ်းဆောင်တဲ့ဆရာတော်ကြီးပါညောင်ပိုင်ဆရာတော်လောင်းလျာဦးနန်တော်ပါတာဟာရှေးအားဖြည့်ခဲ့တဲ့ပါရမီရဲ့နှိုးဆောင်ကြောင် ဒုတင်ကာတရာအမြဲဆောင်တဲ့အကျင့်ကိုသင်ယူလိုစိတ်တွေဖြစ်ပေါ်ပြင်းပြလာပြီးပတပိုင်ဆရာတော်ထံခွင့်ပန်လျှောက်ထားပြီးဓမ္မိစာတရာဆရာတော်ပြန်ကြွတော်မူတဲ့အခါပေါင်းဝကျောင်းလိုက်ကိုလိုက်ပါမှုပြီးပြိပတ်နဲ့ဒုတင်ကာတရာဆောင်ဒီတွေကိုဆရာတော်ဥတ္တရထံမှသင်ယူပါတယ်ပေါင်းဝရွာဓမ္မိစာတရာမှာတရင်သုံးသင်ယူပြီးနောက်ဥလန်တော်ပါတာဟာ ဒူတင်စောက်တီပီတောရစောက်တီလို့လည်းဆန္ဒရှိလို့တောရနေရရှာဖရစနင်းကြီးမျိုးကြောက်ကုန်းရွာမှာဥအောင်ညွန်းကသူ့ရမြေအနီးမှာရှိတဲ့ညောင်မင်းအိုင်နဲ့ရေအတိုင်းရှိတဲ့နေရာဖြစ်လို့ညောင်မင်းအိုင်လို့ခေါ်တဲ့နေရာလေးကိုညွှန်ပြပါလိမ့်စိတ်ငြိမ်အေးမြအရေးအဝါသားပြည့်စုံလို့ဒီနေရာလေးကိုလည်းရွေးချယ်လိုက်ပါလိမ့်မူလညောင်မင်းကြီးမှာဆရာတော်ရောက်ရှိခြင်းမှာမရှိတော့ပါဘူးဆရာတော်ဟာညောင်မင်းအိုင်တောရကြောင့် 1317သတင်းကြွလောက်မှာကြွားရောက်သတင်းတော့မှာလေနိဗ္ဗာန်ရောက်ဖို့အတွက်ဆရာသမားကောင်းရှာတွေ့ခြင်းဟာဘလောက်အရေးပါလဲဆိုတော့ဗုဒ္ဓကုတော်တိုင်းအရှင်အာနန္ဒကိုမိန့်ကြားခဲ့ပါလေရာနှုံးပြည့်အရေးကြီးပါတယ်အခုလေဆရာတော်14ဝါရပြီဝါကျွကာလမှာနောင်တော်ဥတ္တမိန်တကယဟန်တော်လိုထင်ပေါ်ကျော်ကြားတယ်စင်ဖြူကျိုးနီးစလင်းမြုပ်ကန်နဲ့ဆရာတော်ဖျားထံသွားရောက်ပြီးနိနာခံယူမယ်လို့ပြောလာလို့ဆရာတော်လည်းအတူလိုက်ဖို့အဆုံးဖြတ်ပြီးညီလုံးတစ်ပါး ရှင်မတောင်ဘောင်ပိတ်ရွာမှာခြေလင်ခီးနဲ့တရားဝင်တရားထက်ခီးထွက်လာပါလေ။ဆန်တော့ဒီပတိကမွေးထုတ်ပေးလိုက်တဲ့ဇွဲဝရိယနဲ့ခီးဆက်တော့ပခုတ်ကူမျိုးနောက်မြောက်ဘက်တုတ်တံမှာတညတာတဲခွန်လာပါလေ။ညဘက်ဆရာတော်နှစ်ပါးဟာကောင်းကင်နက်ခတ်အမျိုးကြည့်ပြီးခီးစဉ်ပြေပါလေ။နက်နက်လေးတော့တီဟိုရှင်ဘုရားကိုတွားရောက်ဖူးမြော်ကြပြီးညောင်ဦးကိုခြေလင်ခီးဆက်ညောင်ဦးကလည်းပကံသက်ပေညူဘုရားမှာနားနေတော့ ဖះရည်မြတော်မှာလင်းတို့ချီငှက်ချီအမှိုက်တရိုက်တွေကြောင့်ဖះဘုသူတွေစိတ်မသက်မသာနဲ့ဖူးနေရတာဒါနဲ့ညီတော်နှစ်ပါးကအမြင်လို့အမှိုက်နဲ့ချီတွေကိုစုပုံကသင်္ကန်းနဲ့ထုတ်ဖះနဲ့ဝေးတဲ့အရက်မှာ သွားဖြစ်ပြီးဆရာတော်ဟာတပ်ပေညူဖះမှာဒီလိုဆူတောင်းတယ်ငါသည်ဤစတူဒီယိုမှာအမှိုက်တွေရှင်းလင်းတန့်စင်ပေးတဲ့အကျိုးကျေးဇူးကြောင့်ငါဤကိုယ်တွင်မှာရှိတဲ့ကိလေသာအညစ်အကြေးတွေကိုအမှိုက်တွေရှင်းသွားသလို ငါဤကိုတွင်မှကိလေသာတွေကိုလည်းရှင်းလင်းဖယ်ရှားနိုင်ရပါစေလို့ဆုတောင်းပြီးနားနေတော့လူများအိုးကြက်ကြက်ဖြစ်နေတာတွေ့တော့တကားလူ့ကိုမေးကြည့်တော့ဖះပေါ်မှာဟဲ့ရတပါကြွားလာလို့တောခုတ်ကြတာအဲ့ဒီလိုဖြစ်ပြီးတော့ညောင်ပြန်ဆရာတော်ကနမိတ်ကောင်းတယ်လို့ကြောက်ယူလိုက်ပါလေအဲ့ဒီတုန်းကကြွားလာနေဟန်းနာဆိုတာဟာဆွန်းလုံးဆရာတော်ဖះကြီးဖြစ်ပါလေပကံမြို့မှာအေးဆိုင်ဒီဇိုင်းကနေကိုညီလိုကားကြုံနဲ့ထည့်ပေးတော့ညနေချင်းမှာ6မြို့ရောက်ပါလေ တဲခိုဘုံဖုန်းကြောင်းတကြောင်းဝင်ကျောင်းနိုင်ဖုန်းကြီးဟာတညတာတပည့်တော်တို့အားတဲခိုဝင်ပေးပါရှောက်ထားတော့ဒဇင်းဖြစ်နေတာကတကြောင်းဘယ်သူဘယ်ဝါလဲမသိတာကတကြောင်းတော့တဲခိုဝင်မရပါဘူးဒါနဲ့ဆရာတော်နှစ်ပါးဟာ6မြို့စိတ်ကံမှာရှိတဲ့စိတ်ခံဘောလေးပေါ်မှာပဲတညတာချိန်ဆက်ရပါတယ်။နောက်နေ့မနက်ခီးဆက်ကြအောင်စွန်းခန့်ချိန်မှာဆက်လေးကိုရောက်တော့စွန်းခန့်စွန်းဖုန်းချင်းကိုပြုတ်ပြီးကရုမော်တော်နဲ့စင်ဖြူကျွန်းကိုလိုက်ကြပြန်ပါတယ်။ စင်ဖြူကျွန်းကိုညနေဆောင်အချိန်ရောက်ပါလေစင်ဖြူကျွန်းတရပင်ကျောင်းမှာတညတာတဲခုပြီးနောက်တနေ့စင်ဖြူကျွန်းမှာဆလင်ကိုစွန်းစားချိန်မှာရောက်ရှိတော့ဆရာတော်တို့မှစွန်းခန့်စွန်းဖုံးခြင်းလို့ပြုနေရင်ကံလေဆရာတော်ကြီးကိုဖူးခွင့်မရနိုင်တော့ဘူးကံလေဆရာတော်ဟာစွန်းဖုံးပြီးနောက်ပိုင်းဘသူ့ကိုမှဖူးတွေ့ခွင့်မပြုတော့စီကံကလည်းရှိပါတယ်ဒါကြောင့်ဆရာတော်ညီတော်နှစ်ပါးဟာကံလေဆရာတော်ကြီးကိုအရင်ဆုံးဦးတိုက်ဖူးမြော်မယ် စုံငဲ့ရင်ငတ်ပစည်းလို့ဆုံးဖြတ်ပြီးကံလေဆရာတော်ကြီးတရင်သုံးရဆလင်းမျိုးအနောက်မြောက်ရုံရုံမှာရှိတဲ့ဝတ်သေးကံကိုကြွလာပါလေကံလေဆရာတော်ကြီးတရင်သုံးတဲ့ကံလေတော်အကြောင်းလေးဟာအဲ့ဒီရေကံလေးမှာ ပေါ်နေတဲ့ကျုံကလေးပေါ်မှာရှိတဲ့ရှင်ပင်တင်ကတော်စီတီတော်မြတ်ကြီးရဲ့ဘေးနားမှာကျောင်းလေးဆောင်နေတာပါကျုံဘော်ကိုစီးမရှိကံမရှိဝင်ထွက်သွားလာခြင်းမဖြစ်ဘူးကျုံဘက်လည်းမှာဝါးတွေကိုထရန်ဖြစ်ကြပြီးဝင်ပေါ်တပေါ်သာရှိပါလေတော်ရကျောင်းလေးအနေနဲ့စောက်တည်နေခြင်းမှာ ။ရောင်မြန်ဆရာတော်တို့ဟာရေကန်ဆက်မှာရှိတဲ့ရှင်ပင်ရွှေမူထောဖရာရောက်ဆုံးခန့်ပြန်လာတဲ့ကိုကြီးလေးအားကံလင်ကျောင်းကိုကြွရင်လိုက်ခဲ့ပါလို့ဆိုတဲ့အတွက်တောင်းရောက်သားစီးလို့ရတဲ့လောင်းလီနေနဲ့လိုက်သွားပါလေ။ကံလင်ကျောင်းမှာရောက်တော့ကံလင်ဆရာတော်ကြီးတပည့်တွေကအဲ့တဲ့နှုတ်ဦးစာသမင်းပွဲပြင်းပြီးစောင့်နေတာတွေ့ရပြီ။အရှင်ဖရာတို့စုံမဖုံးသိရင်စုံမဖုံးကသိရင်စုံဖုံးပေးပြီးမှ ဆရာတော်ကြီးကိုဖူဖို့ဆရာတော်ကမှားတယ်လို့ပြောပါတယ်အမှန်မှာကံလေဆရာတော်ကြီးကတပည့်တွေကိုဧည့်သည်နှစ်ယောက်စာထမင်းပွဲပြင်ခိုင်းထားတာပါ နောက်တော့သုံးခါမှညောင်းပြန်ဆရာတော်ကကံလေဆရာတော်ကြီးဟာတကယ်ကြင်မြင်လာမြင်ပုံကိုကြီးဆိုတော့ဖုန်းကြီးတို့ကတကယ်လုံးမဲ့သူတယ်ဆိုတာသိလို့ထမင်းပွဲပြင်ကြိုတာလို့မိတ်ပါလေကံလေဆရာတော်ကြီးဘယ်လိုမျိုးကြိုသိလဲဆိုတာကတော့အံ့ဩပြန်ပါ ညောင်မရဲ့ဆရာတော်တို့စွန့်ဖုံးပြီးကန်လဲဆရာတော်ဖျောက်ဝင်ရောက်ပြီတော့ကန်လဲဆရာတော်ကြီးကဒီเจ้าကဖုန်ကြီးတစ်ပါးတည်းနေတာဖြစ်တယ်ဒါကြောင့်တရားအထုမယ်ဆိုရင်ရေကန်ဆက်မှာရှိတဲ့ကန်ချောင်းမှာရှိတဲ့ကျောင်းတွေမှာတရင်အောင်ကြပါမတိတာမေးစရာရှိရင်ဖုန်ကြီးစီလာမေးဖို့မိတ်လို့ညောင်ပြန်ဆရာတို့ညီတော်တစ်ပါးဟာကန်လဲเจ้าရဲ့အနောက်ဘက်တက်တဲ့ကန်ဆက်မှာရှိတဲ့ပြည်တော်ဦးဖျားနီမှာရှိတဲ့ကံကြောင်ရဲ့မှာဆောက်လုပ်ပြီးနေတဲ့အုပ်ချုပ်လေးမှာတည်င်းတော်မီဆွန်းကို ဆလင်းမြို့မှာခံယူပါတယ်။နေကင်းပိုင်းမှာခံတက်လန်ကူမှာတရားအားထုတ်ပါတယ်။မတိမေးမြန်းစရာရှိရင်ညနေဆောင်အချိန်လောက်လောင်းလေတွေနဲ့လှော်ပြီးကံလဲဆရာတော်ထံမေးမြန်းပြီးဆက်လက်အားထုတ်ပါလိမ့်။ဒီလိုတရားအားထုတ်ရင်နောင်တော်ဦးတုံးမိတ်တာကအနာမကျန်းဖြစ်လို့ဖူလုံးရောကိုပြန်ကြွတော်မူတဲ့အခါရောင်ပိုင်ဆရာတော်ဟာတပါးလေးကံကြောင်မှာဆက်လက်တရားအထုတ်ပါတယ်။၃လခန့်ကြာရောင်ပိုင်ဆရာတော်ဟာမိမိအလိုရှိတဲ့တရားတွေအပြည့်အဝ ရောက်ရှိပြီးနောက်ဆရာတော်ဘုရားကြီး15ဝါအရောက်မှာညောင်ပင်အိုင်တောရချောင်းကို ပြန်လဲကြွချစ်တင်တော်ပါလေညောင်ပင်အိုင်ဆရာတော်ဘုရားကြီးဟာညောင်ပင်အိုင်တောရချောင်းကိုဒုတိယကြိမ်ပြန်လဲကြွချစ်တင်သုံးခဲ့တဲ့အကြောင်းရဲ့ပုံစံမှာမကြီးပင်ကြီးအောက်မှာထလက်မိုးလေးတစ်ခုဘေးကောင်မပါတဲ့တစ်ဖက်ရဲ့တဲလေးအောက်မှာအမိပါတဲ့ခုံတန်းလေးရအဟောင်းတစ်ခုတန်းလေးရရှိမှာစပွဲအိုကြီးတလုံးသာရှိပါလေတန်းလေးရအစွန်တစ်ဖက်မှာနှကန်းပဲ့နေတဲ့တောက်ရီအိုးလေးတလုံးရှိပါလေအเจ้าမှာ ကမှုကုန်းလေးပေါ်မှာရှိပြီးတော့ကမှုကုန်းလေးအောက်နာမှာရေနွေးကြိုကိုနှက်ခမ်းကျိုးနေတဲ့မိကရာဦးလေးတစ်လုံးနဲ့တောရဆောက်တည်ပါလေဒီလိုတောရဆောက်တည်ခြင်းအကျင့်ဟာဒူတင်73ပါးဆောက်တည်ရမှာတပါးပါဝင်ပါစွမ်းခံစားခြင်းစွမ်းကိုရောမှုရေးစားခြင်းတနည်းအားဖြင့်တနေ့တနက်ထီတခုထွက်တီးသောတပိတ်သူမှုခွက်ကိုတုံးပြီးစွန့်ဖုံးပေးခြင်းစွန့်ခံရမှာအင်းစင်မပြတ်စွန့်ရခြင်းသစ်မင်ရင်မှာနေခြင်းလဲလျောက်အိတ်ဆက်တဲ့အကျင့်ကို အနည်း40ကျော်ပယ်ရှားအားထုတ်ပါတယ်။ဆရာတော်ကျင်းဆက်တဲ့ပုံစံမှာခုံတန်းလေးအပေါ်မှာထိုင်ရှေ့စပွဲလေးပေါ်မှာလက်ပိုက်ပြီးတင်ကအဲ့ဒီလက်ပေါ်မှာခေါင်းကိုပြီးပြီးကျင်းဆက်ပါတယ်။ဆရာတော်ဟာရေချိုးခြင်းကိုမလုပ်ဘဲနဲ့ဝေထားတော်သင်္ကန်ကိုဝတ်လို့ရတဲ့အထိဝတ်ရပါတယ်။ဆရာတော်အားထုတ်တော်မူခဲ့တဲ့ဒူတင်တွေကိုအမြင့်ဆုံးအမျက်ဆုံးဖြစ်အောင်တူတူဝတ်ဝတ်အားထုတ်ပါတယ်။ဒီလိုအားထုတ်စဉ်မှာအနှောက်အယှက်တွေရှိပေမဲ့တီးခံပြီးအားထုတ်ပါတယ်။ဥပမာပြောရရင် ဆရာတော်ကြောင်းကုန်းရောင်ဆုံးခဲ့ကြတော့ဆရာတော်ရဲ့ခေါင်းရိပ်တင်လုံးသားဓာတ်သွေးတဲ့ကြောက်တင်မအပွဲလေးတို့ကိုယူဆောခြင်းဖွက်ထားခြင်းနေအောင်ကာထားတဲ့သင်္ကန်းအဟောင်းပိုင်းစားတွေကိုယူဆောင်သွားခြင်းဆရာတော်ရဲ့သင်္ကန်းကိုခေါင်းပါခြုံပြီးတရားကျင့်နေတော့အနက်ကိုယူသွားခြင်းတို့ကြုံရပါတယ်နောက်ပိုင်းဆရာတော်မှာဆုံးခဲ့ကြရင်ဖနှက်မပါပဲတမိုင်ကျော်ကြောက်ကုန်းလမ်းမှာရှောက်ရတာများတော့ခြေပွားကြီးဟာအတ္တမတူကြီးတည်နေပါတယ် ဆရာတော်ဆန်းရှိနှခမ်းမွေးမိုးစစ်မှုရှင်နဲ့ဆုံးခန့်ကြွတော်မူလို့ရောသူရောသားတွေကဒီလိုရှိထားခြင်းမသိလျော်ကြောင်းလျှော်တော့ဆရာတော်ကဘာမှမပြောဘဲခမစင်နေပါလေ။ဒါနဲ့ရောသူရောသားတွေမသိငါလို့ဆရာတော်ကြောင်းကိုလိုက်ကြည့်ကမှခေါင်းရိပ်တာဓာသွေးကြောက်တင်ပုံအကွဲလေးဖက်နှက်ပါမကြံဘာမှမရှိတာသိရမှာ။ ရွာသားတွေကနွားចောင်းသားတွေစိတ်ចောင်းသားတွေထင်းခွေသူတောလိုက်သူတွေကိုခေါ်ယူတတိပြပြဆရာတော်ကြီးကိုမနှောက်ရှက်ဖို့တားယူရတဲ့အထိဖြစ်ခဲ့ရပါလေ။အဲ့နောက်ပိုင်းဆရာတော်ကြီးဟာចောင်းနီးမှာရှိတဲ့ចောင်းလိုက်ကူမသာစကားမပြောတဲ့အကျင့်ကိုဆောင်ပြီးတည်င်းသုံးပါလေ။စတနစ်ကြပြီးမှចောင်းကိုပြန်ကြွချီကစကားပြန်ပြောပါလေ။မူလကစကားနည်းတဲ့ဆရာတော်ဟာစကားပြန်ပြောပြီးမှပိုစကားနည်းသွားပါလေ။ လိုရင်းမဲ့မိတ်ပါလေဒါကြောင့်တပည့်တွေကဆရာတော်မိတ်နာကိုပြန်ကြဲချဲ့ပြီးဘာလို့ဆိုလို့လဲပြန်ကောက်ရတဲ့အခါပုံများပါလေဆရာတော်ဟာကြောင်းကုန်းရော်ကိုစွန့်ကန်အမြဲကြွပါလေဒီနေ့ဆရာတော်စွန့်ကန်ကြွလာရင်ခြေတလုံးမှာစူးချစ်လို့အနာကြီးဖြစ်နေတာကိုရွာသားတွေကသတိထားမိပါလေနောက်နေ့ဆရာတော်လမ်းလျှောက်မှာထုံနဲ့ထုံနဲ့ဖြစ်တာကိုရွာသားတွေကရိပ်မိပြီးဆရာတော်ကဘာမှမပြောလို့နေရဆရာတော်စွန့်ကန်မကြွတော့၃ရက်ရှိမှရွာသားတွေလိုက်တော့ပါလေ ကျောင်းကိုရောက်ယူမဲ့ဆရာတော်ခုံနှလေးမှာထိုင်နေတာမျိုးတော့ရွာသားတွေကဆရာတော်ဘုရားဆုံးခတ်မကြောတာ၃ရက်ရှိပြီမို့နေကောင်းရင်လားတပည့်တော်တို့လာကြည့်တာပါဘုရားလို့ပြောတော့ဆရာတော်ကဘာမှပြင်မမိတ်ပဲနေပါနဲ့ဆရာတော်စူးချစ်တဲ့အနာရောကောင်းသွားပြီလားလို့မေးပေမဲ့ဆရာတော်ဟာဘာမှမမေးပဲနေပါတယ်ဒါနဲ့ပဲရွာသားတွေဟာစူးချစ်အနာကိုဖုံးထားတဲ့သင်္ကန်းလှန်ကြည့်တော့မှဆရာတော်ခြေစလုံးမှာအထက်အောက်ငါးလက်မှခန့်ပေးတိုက် နှစ်လက်မလောက်ရှိတဲ့အနာပြင်ကြီးပေါ်မှာလောက်ပိုးပေါင်းနဲ့တက်နေတာတွေ့ရပါတယ်။ဒါနဲ့ရွာသားတွေဟာနွားလဲပြန်ယူကြဆရာတော်မှာလမ်းမမရှောင်းနိုင်တဲ့အတွက်လဲနဲ့ပင့်စလင်းကြီးမျိုးပြီးသူစေအောင်မှာကုပေးရပါတယ်။ဆရာတော်ရဲ့ခြေစတော်မှာအမာရွအကွက်ကြီးကျန်ခဲ့ပါတယ်။ပေါင်းဝရွာသားဥခင်မော်ဟာညောင်ပင်ဆရာတော်ကြီးရဲ့တပည့်ဖြစ်ပါလေ။ဆရာတော်ကြီးကသူ့ဆရာမှာကံလဲဆရာတော်ကြီးဖြစ်ကြောင်းမိန်ပူတဲ့အတွက်စင်ဖြူကျွန်းကိုရောက်ခိုင်းကံလဲဆရာတော်ကြီးကိုတွားရောက်ဖို့မျိုးတော့ကံလဲဆရာတော်ကြီးက ကိုနာမှာဖះငုတ်တူကြီးရှိနေရတဲ့ဘာလို့ဒီထီအောင်လာဖူးရတာလဲဖះငုတ်တူကြီးကိုပဲဆောင်းရှောင်းလိုက်ကြလို့မိတ်ပါလေပေါဝရသောဥခင်မောင်မောရသောဥပုခင်တို့ဟာဆရာတော်ကြီးတစ်ဖက်ရက်တည်းနဲ့တရင်သုံးနေစဉ်ကပဲဆရာတော်ကြီးရဲ့တပည့်တွေဖြစ်ခဲ့ပါလေဒါကြောင့်သူတို့မိကြီးဟာသူတို့ဟာဆရာတော်ကြီးကိုမကြခဏဆုံးကြိုက်ဖို့လူနေကြသူတွေဖြစ်ပါလေအဲ့ဒီအချိန်ဆရာတော်ကြီးမှာဖလက်ပြန်စီးပြီလားလို့မိပြောတော့သူတို့နှုတ်လုံးကအဲ့ဒီအချိန်ကဆရာတော်ကြီးဟာခဏမစီးသေးဘူးတဲ့ ငါတို့ဘာကြောင့်ဒီဖနယ်လေးတရံလှူဖို့မေးခင်လဲမသိဘူးလို့ဖြေပါတယ်။မြောင်မြိုင်ဆရာတော်ကြီးတရင်သုံးနေထိုင်တဲ့အကြောင်းမှာကိုးပီပလဲအသားအကြောင်းလေးပါ။ကျောင်းရဲ့အရှိပေ90ဝန်းကျင်လောက်ကမှာအုံနဲ့ဆောက်ထားတဲ့ရေအိုးလေးလုံးစမ်းတဲ့ရေအိုးစင်ကြီးကိုမုံရွာမှဥဖို့ခင်ဒေါ်စိန်တို့ကလှူဒန်းပါတယ်။ဒါကြောင့်ဥဖို့ခင်တို့ဘလို့ပဲပုံဒီရေအိုးစင်ဆောက်လို့လှူဒန်းဖြစ်ပုံမေးကြည့်တော့ဥဖို့ခင်တို့ကလူချင်းစိတ်ပေါ်လာလို့ဆရာတော်ကိုရှော့ပြီးဆောက်လို့လှူဒန်းဖြစ်ခင်ကြောင့်သိရပါတယ်။ ဒီလိုဆောက်လုပ်လူတန်းချင်းဆရာတော်ကြီးမှာအသားအကြောင်းနဲ့တရင်သုံးနေပြီလားလို့မေးတော့ဥပုပ်ခင်တို့ကတယောက်မျက်နှာတယောက်ကြည့်ပြီးပြန်ဖြေတာအဲ့ဒီချိန်ဆရာတော်ကြီးကတစ်ဖက်ရက်တဲနဲ့ပဲတရင်သုံးနေတယ်တို့များဘာလို့ဆရာတော်ကြီးနေဖို့ကြောင်းလူတဲ့စိတ်လေးများမပေါ်ခဲ့တာလဲလို့အံ့ဩကြပါလေအမှန်မှာဆရာတော်ကြီးဟာအဋ္ဌံပြုတည်ဖြစ်ခဲ့ခြင်းဖြစ်ဟန်လို့ပါလေဆရာတော်ဟာနေ့စဉ်နဲ့ အာယုံစုံဖုံပြီးဇင်းကြံလျှောက်ဘူးကြောင်းမထွက်လာတဲ့ရေဦးစင်ကိုကြွားရေဦးစင်အချိန်မှာ အောင်မြင်နေတယ်လို့ခြေစုံရပြီးမှဇင်းကြံကြောတော်မူပြီးပြန်လာရင်လည်းအဲ့ဒီအောင်မြင်နေရမှာပဲခြေစုံရပြီးမှကြောင်းကိုပြန်ကြောတော်မူတယ်လို့သိရပါတယ်အမြဲတမ်းအကျင့်ပြင်းထန်လာတဲ့ညောင်ပိုင်ဆရာတော်ဖျားကြီးရဲ့အကြောင်းကို ကြီးညိုဝေရာတင်ဆက်ပေးတာပဲဖြစ်ပါတယ် တကယ်ကိုရှာမရှာလာတဲ့အကျင့်ပြင်းနဲ့လဲဆရာတော်အရှင်သူမြတ်ကြီးပဲဖြစ်ပါလေ။နောက်ဆင်ပြီးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။